်မင်္ဂလာပါရှင်ကျမတော့ဖူးဤနွယ်ပါ DV ရုံးမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်နိုမာလာ6ရက်မှာကမ္ဘာရွှေဈေးဟာတအောင်စကိုအမေရိကန်ဒေါ်လာ4000အထက်ကိုပြန်တက်လာသလိုပြည်ရင်းရွှေဈေးနှုန်းလည်းပြန်တက်လာပါတယ် ကမ္ဘာရွှေဈေးဟာပြီးခဲ့တဲ့အောက်တိုဘာလ28ရက်ကတအောင်စားကိုဒေါ်လာ3900အောက်အထိကျခဲ့ပေမဲ့နိုမာလ6ရက်နေ့မှာတော့ဒေါ်လာ4000အထက်ကိုပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ကမ္ဘာရွှေဈေးအပြောင်းအလဲနဲ့အတူပြည်တွင်းရွှေဈေးကလည်းလိုက်ပါမြင့်တက်လာပြီးနိုမာလ6ရက်မနက်ပိုင်းမှာတစ်ကြက်သားကို84သိန်း4000ဝန်းကျင်ရှိရာကနေညနေပိုင်းမှာတော့85သိန်းအထိတက်လာပါတယ်။ပြည်ရွှေဈေးဟာပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာအမြင့်ဆုံးဈေး189သိန်းဝန်းကျင်အထိရောက်ခဲ့ပါတယ်။ အော်တိုဝါလာ28ရက်မှာတော့ကျဲ82သိန်း3000အထိပြန်ကျခဲ့ပြီးလက်ရှိမှာတော့တဖြည်းဖြည်းပြန်တက်လာတာဖြစ်ပါတယ်။တစ်ဖက်မှာတော့ရန်ကုန်တိုင်းရွှေလုံငန်းရှင်များအသင်းကသတ်မှတ်ထားတဲ့ဓာတ်သတ္တုရွှေရည်ညွန့်ဈေးဟာတစ်ကြက်သားကို59သိန်း8000ကျပ်ဖြစ်ပြီးနှစ်ပတ်ဆက်တိုက်ဈေးငြိမ်နေပါတယ်။စစ်ကောင်မရှင်ဟာပြည်ရင်းရွှေဈေးကိုထိန်းချုပ်ဖို့ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ပြီးရွှေဆိုင်တွေအနေနဲ့ဝင်ကြီးဌာနကထုတ်ပေးတဲ့ဘောင်ချာနဲ့ရွှေအယောင်းဝယ်လုပ်ရတာမှဖြစ်ပါတယ်ရှင်။ တရုတ်နိုင်ငံရဲ့ဂျာဝင်မှုနဲ့အာနာဒိန်းစစ်တပ်ကပြန်လည်အုပ်ချုပ်ခွင့်ရခဲ့တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်လာရှုမှာရွေးကောက်ပွဲကျင်းပနိုင်ဖို့ရက်ွက်အလိုက်မဲစည်းနေလိုက်လံကြေညာထားပါတယ်။အဲ့လိုလှုပ်ဆောင်နေပြီမဲမဲစည်းမှာမိမိနာမည်ပါမပါတွားကြည့်ရတူမရှိလောက်ဖြစ်နေတယ်လို့မြို့ကန်တွေကပြောပါတယ်။ မဲချင်းပါလားဆိုတမကတော်လဲမကြည့်ဘူးတမလည်းအလောက်တဖက်နဲ့ဆိုတော်လဲမကြည့်ဘူးနေမြင်မှုလဲလာမပြောဘူးဘူးမှလည်းလာမပြောစစ်ကော်မရှင်ပြန်လဲအုပ်ချုပ်ခွင့်ရခဲ့တဲ့လာရှုမျိုးပေါ်ရက်ွယ်၁၂ခုမှသာရစ်ကော့ပွဲကျင်းပမှာပါကျန်တဲ့ကြေးရအုပ်စု85ခုကတော့ MNDA ကိုကန့်တက်ကထိန်းချုပ်ထားပါတယ်မျိုးပေါ်ရက်ွက်တင်မာတာမဲချင်းနေကျင်ညာနေတယ်ဆိုပေမဲ့စိတ်ဝင်စားသူမရှိတာကြောင့်အတန်ချက်ချက်နဲ့လိုက်လံစုံအောင်နေရတယ်လို့ဆိုပါတယ် မေးတဲ့ဘူအခုတည်းကဘယ်သူမှစိတ်မဝင်ကြဘူး။ဘာမှကြည့်လို့ဆိုရောမရကွက်တဲ့မကြီးနဲ့လိုက်အောင်။ဦးစိတ်မဝင်တာမေးပြီးဘူးအမဖြစ်နိုင်ဘူး။ MND ကုကတ်တပ်ဦးဆောင်တဲ့တော်လိုင်းအင်အားစုတွေရဲ့လာရှုံမြို့တိုင်းတိုက်ပွဲတွင်နှစ်ဖက်ပစ်ခတ်မှုတွေကြောင့်အရက်သားတည်ဆုံးသူရာခနန်းတိရှိခဲ့ပါတယ်။ဒါအပြင်လူနေအိမ်တွေနဲ့အဆောက်အဦတွေလည်းပျက်စီးခဲ့တာကြောင့် စီးပွားရေးလုပ်ငန်းတွေရလည်းလက်ရှိအချိန်ထိနယ်လမ်းမထူနိုင်သေးပါဘူးဒီလိုအချိန်ဒီမှာပြည်သူလူထုဟာနှိမ့်စင်ဘဝရည်တည်နိုင်မှုတွေရုန်းကန်ရှာဖွေနေရတာကြောင့်ရွေးကောက်ပွဲကိုပိုပြီးစိတ်ဝင်စားကြတာပါလုံငန်းတွေကမရှိသေးဘူးလေတကယ်တည်း။စာဝန်တွေလုံပန်းနေရတော့သူ့မဲစင်းတွေတော့မဘသူမှတော့စိတ်ဝင်စားမှုတော့မရှိပါဘူး။ လာရှုမြို့ကို MNDA ကုကတ်တပ်ဦးဆောင်တဲ့တော်လိုင်းအင်အားစုတွေက2024ဇူလိုင်မှာမြို့တိန်တိုက်ပွဲစတင်ပြီးအော်ဂုတ်လမှာသိမ်းယူနိုင်ခဲ့ပါတယ်2025 AB မှာတော့ MNDA ကုကတ်တပ်ဟာလာရှုမြို့ကိုတရုတ်နိုင်ငံဂျာဝင်မှုနဲ့စစ်ကော်မရှင်တပ်ကိုပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်ကျွန်တော်ခွန်စောဦးပါ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ဇဝဲကြီးရအုပ်စုတွင်တိုက်ပွဲတွေကြောင့်ကျေးရလေးရကဒေသခံတွေဆစ်ဆောင်နေရတဲ့အတွက်အရေးပေါ်စေဝါပစ္စည်းတွေနဲ့စားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့စစ်ဘေးရှောင်ရေးကူညီပေးနေသူတွေနဲ့ဒေသခံတွေကပြောပါတယ်။အော်တိုဘာလ28ရက်နေ့နယ်12နာရီဝန်းကျင်မှာဇဝဲကြီးရအုပ်စုလေးမရအနီးမှာစစ်ကောင်စီတပ်အင်အား100ဝန်းကျင်နဲ့တော်လိုင်းရေးပူးပေါင်းတပ်ဖွဲ့တွေကြားနှစ်ဖက်ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။အဲ့ဒီတော့တိုက်ပွဲဖြစ်ပွားတဲ့အနီးနားမှာရှိတဲ့လေးမိုင်ဒူးကျိုးရေခမ်းချောင်းနဲ့ဖားနေကျွရတွေမှာနေထိုင်တဲ့ဒေသခံတွေဟာ ဒီဇက်ရတောတောင်နဲ့ကြေးရွာတွေမှာရွာလုံးကျွတ်စစ်ပေးဆောင်နေကြရပြီးစားနပ်ရိက္ခာတွေအပြင်တက်ကြီးရွယ်ဦးနဲ့လူနာတွေအတွက်စေဝါပစ္စည်းတွေလည်းလိုအပ်နေတယ်လို့ဆိုပါတယ်ကျွန်တော်တို့စားနပ်ရိက္ခာနဲ့အဝေါ်အဝေါ်အထက်တွေပေါ့ဗျာကျမရေးစေဝါရေးအဲ့ဒီအချက်တုပ်ချက်ကတော့အဓိကကြပါတယ်ခင်ဗျာနေထိုင်ဖို့ကြတယ်ကျွန်တော်တို့ဟိုကနေဆိုင်ရာအဆောက်အဦတွေနဲ့ကျွန်တော်တို့ဟိုကအားလုံးအစီအပြောင်းလို့လုပ်ပေးနိုင်ပါတယ်ခင်ဗျာဟိုအဝေါ်ထက်ကူခုနဲ့ပါလာတဲ့ဟိုကျွန်တော်တို့ဒီရက်ရွာပါဟိုရှိနေတဲ့ဟိုကတငယ်ချင်းမိတ်ဆွေတွေ ဘောင်းဒေးတွေနဲ့ဟိုအဝတ်အထည်တွေကိုကျွန်တော်အလူခံပြီးတော့တို့ကိုပေးထားတာလေးရှိပါတယ်ခင်ဗျာဟုတ်ဆေးဝါးကတည်ယူလို့အခက်ခဲရှိတယ်ခင်ဗျကျွန်တော်ဒေတာပေါ်မှာရှိနေတဲ့ဆေးဝါးဆိုင်တွေမှာပဲကျွန်တော်တို့ဟိုရတဲ့လောက်ဆေးနဲ့ကျွန်တော်တို့ဟွာရှာဖွေပြီးတော့ဟိုဝယ်ပြီးတော့ကျွန်တော်ကုသပေးနေပါတယ်ခင်ဗျာဟုတ်အော်တိုဘားလ28ရက်မှာလေးမိုင်ကြီးရကလူနေအိမ်သုံးလုံးကိုစစ်ကောင်စီတပ်ကမိရှို့ဖျက်ဆီးခဲ့ပြီးနေအိမ်တွေကပြည်သူပိုင်ပစ္စည်းတွေကိုကားရင်နဲ့တင်ဆောင်လာဇပွဲအခြေဆိုင်ခမရ996တရင်ကိုတင်ဆောင်သွားတယ်လို့ဒေသခံတွေကပြောပါတယ်ကျွန်တော်ရွာထဲမှာရှိရအိတ်ကုတ် တလုံးမွေနာဝဲတာဟုတ်ရှိပြီရှိတယ်ကလောက်ယူယူရဲ့ cycle cycle တွေပေါ်ယူပြီးတော့တဲ့နေကိုနှစ်စလင်းနေမိမရှိရတဲ့အဲ့တိုင်းမလို့ဆိုတော့ပြောပါပတိရောရှိရအဲ့ဒါကလည်းဆိုအလုပ်ဖြောက်ယူကုန်ဒီဖဲမော်တော့ကိုလောက်ဝါယူအောင်တော့လူတွေကိတ်စေးပဲယူရတယ်ဖြေကုန်ပေါ့ကိုယူပြီးတဖွဲ့ဖြေကုန်ပေါ့အရှိအဲ့ဒီလည်းပါမိဆိုးရတလို့နောက်ပြီးတော့အဲ့ပေါ်ရှိရဆိုတဲ့ယူရိုက်ရိုက်ဖြက်ဖြစ်ရှိအမျိုးမျိုးလောက်ဆိုတော့ကျွန်တော်တို့ယူပြီးဖြေပေါ့ကို လက်ရှိစီးရီးတိမနေတဲ့လေးမိုင်နဲ့ဒူဂျိုကျေးရွာနီးတဝိုက်မှာစစ်ကောင်စီတပ်နဲ့တော်လိုင်းရဲတပ်ဖွဲ့တွေနှစ်ပတ်စလုံးကခန်းစင်းပြင်ထားပြီးခြေကုပ်ယူထားကာထိတွေ့တိုက်ပွဲတွေအချိန်မီးဖြစ်လာနိုင်တယ်လို့မြေပြင်ရဲဘော်တယောက်ကပြောပါတယ်။နှစ်ဖဲဟုတ်ပဲဒီပဲတော့မတွေ့ကြဘူးတော့ကိုဘာခဲစေတဘောနဲ့နေပြောတယ်။ဒီသဘာသာဖေကိုကျွန်တော်တို့တို့လည်းဒီကတော့ပြီးတော့ပြီးခဲတော့မျိုးလေးစီးတယ်။ဒီလိုဖေကနေပြီးတော့သဘာသာဖေကနေပြီးတော့ဒီတောတွေနဲ့နေငယ်တွေနဲ့လည်းနေကြီးတွေစီးတော့တွေလည်းစီးခဲ့ကိုကျွန်တော်တို့ဖေကိုပေါ့နော်။ ကိုယ်တော်ဒီကတော့တူလည်းမတူဘူးညည်းလည်းညည်းဘူးဒီပဲလောက်သာစိတ်ကြောက်လို့ရှင်းတယ်ဒီလူတွေနေတော့ဒီရောအထက်ကမှပြန်နေဘူးတော့အဆင်မပြေဘူးကိုစီကြီးကတော်တော်တင်းမာမယ်အင်းနေဖြစ်နေတယ်စီပင်းဆောင်ကူညီအဖွဲ့တွေကကောက်ယူထားတဲ့စီးရင်တွေအရအော်တိုဘာလ28ရက်ကနေ29ရက်အထိဟာနီဒူးချိုးနဲ့ရေခမ်းကြောင်ကျေးရွာတွေကနေထွက်ပြေးလာတဲ့အင်အောင်စု76စုနဲ့လူဦးရေ342ယောက်ရှိပြီး ဒီမိုက်ကြီးရကစစ်ပေးဆောင်စီးရင်ကိုတော့အတိအကျမကောက်ယူရသေးဘူးလို့သိရပါဗါတယ်။အော်တိုဘာလ28ရက်နေ့က28ရက်ဒီမှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြားဒူဂျိုကြီးရကအသက်30အရွယ်ရဲသား2ယောက်တိစုံခဲ့ရတယ်လို့ဒေသခံတွေစီကသိရပါဗါတယ်။ကျွန်တော်လင်းပါ။ TVV ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျမတော့ဖူးအီနေပါ။ကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။